ဒီပြည်ပြည်သက်များခင်ဗျာရေခောက်ပွဲမှာအနိုင်ရခဲ့တဲ့ NLD ခေါင်းဆောင်ဒေါက်တာဆန်းစုကြည်ရဲ့နေပြီးတော့ပြီးခဲ့တဲ့နိုဝင်ဘာလ10ရက်နေ့ကတည်းကပြည်သူ့လွှတ်တော်နာယကနိုင်ငံတော်သမ္မတဦးသိန်းစိန်နဲ့တမတော်ကကွေဦးစီးချိုးတို့ကိုကျွန်တော်တို့တွေ့လူတဲ့ကြောင်ကြောင်းကြစာတွေပို့ခဲ့တယ်။အဲ့တော့ပို့ခဲ့ပြီးနောက်ပိုင်းမှာဒါပထမကနဦးနေနဲ့ဒါပြည်သူ့လွှတ်တော်နာယကသူရောက်အရှိမန်းနဲ့တော့တွေ့ပြီးပါပြီ။ငါးကြိမ်တိပေါ့နော်။နှစ်ကြိမ်နောက်မှာလဲကျွန်တော်တို့ဒီနှုတ်သဘောတူကြညာကြည့်ထုတ်ပြန်နေခဲ့ပါတယ်။ မနေ့ကဒီဇင်ဘာလ2ရက်နေ့မှာကြာတော့ဒါဒေါ်ဆန်းစုကြည်နဲ့ဒါတမရဦးသိစိန်ပြီးတော့တမရကကွေးဦးစည်းချုပ်နဲ့ကျွန်တော်တရားစီတွေ့ဆုံမှာဖြစ်ပါတယ်ဒီအကြောင်းလေးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်နိုင်ငံရေးလေ့လာသုံးသပ်သူဖြစ်တဲ့ဒေါက်တာရံမျိုးသိနဲ့တွေ့ဆုံမိမြတ်သွားမှာဖြစ်ပါတယ်မင်္ဂလာပါဆရာမင်္ဂလာပါဗျအဲခုနပြောတဲ့အတိုင်းပဲဆရာလည်းတည်တဲ့အတိုင်းပဲမနေ့ဖန်ကြာရင်ကျွန်တော်တို့ဒါအမောင်ဝင်တွေ့ဆုံဝင်လို့လေပြောလို့ရတာပေါ့နော်။ဒါဒီမှာလ2ရက်နေ့မှာဒေါ်ဆန်းစုကြည်ကနဲ့တမဒအုတ်င်းစင်နဲ့မနေ့ပိုင်းမှာတွေ့မယ်။ မွန်လဘဲမှာကြတော့ကကွေဥစုချင်းနဲ့တွေ့မှာပေါ့နော်အခုကျွန်တော်တို့စောက်ကြည့်လေ့လာနေတဲ့ပုံမှာပေါ့နော်ဒီရွေးကောက်ပွဲပြီးမှဒီဖြစ်စဉ်လေးတွေကနည်းနည်းထင်ထားလာတဲ့ပုံမြန်လာတဲ့သဘောလေးတွေ့ရပါတယ်အဲ့ဒီနေထိုင်နေပြည်သူတွေတရားရင်မျိုးသိနေနေဘယ်လိုသုံးတက်လို့ပါလဲအဲပထမကျွန်တော်တို့ဟိုတမရဥသိမ်းစိန်ကိုတမရကကွေဥစုချုပ်ကဒေါအောင်ဆန်းစုကြည်ရဲ့ဒီတောင်းဆိုချက်ကိုပြောတုံ့ပြန်တဲ့နေရာမှာဟိုဒီဇင်မာလာကုံပိုင်းကြတော့မှာ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းတွေပြီးစီးတဲ့အချိန်ကျမှတွေ့မယ်ဆိုပြီးကနဦးကပြောထားတယ်ဟုတ်ပါဒါပေမဲ့အခုအချိန်မှာဟိုဒီဇင်ဘာလ2ရက်နေ့မှာ တွေ့ဖို့ဖြစ်လာတယ်ဆိုတာကတော့အဲကျွန်တော်ကတော့နံပါတ်1ပေါ့လေနော်ဟိုတိုင်းရင်းသားပြည်သူလူထုရဲ့ဆန္ဒသဘောထားနော်တိုင်းရင်းသားပြည်သူလူထုရဲ့လိုလားချက်ကိုလက်ရှိ အစိုးရနဲ့တမတော်အနေနဲ့အလေးထားလာတယ်လို့ ရေပူရတော့တုံးသက်လို့ရတယ်။ဒါပေမဲ့ဒီဒီဇမလာ၂ရက်နေ့တွဲဆုံမှုတွေဟာနော်တကယ်စစ်မှန်ပြီးတော့တကယ်ပွင့်လင်းမြင်သာပြီးတော့တိုင်းပြည်အတွက်အပြောင်းလဲဖြစ်နိုင်တဲ့အဲ့ဒီအပြောင်းလဲကိုဥတီတဲ့ကနဦးခြေလန်းတွေဖြစ်လာမဲ့တကယ်တွဲဆုံဆွေးနွေးပွဲအစ်စ်အမှန်တွေဖြစ်လာဖို့တော့လိုအပ်တယ်လို့ ကျွန်တော်ကသုံးသပ်လို့ပါဆိုရဆဲဆိုရင်ဒါကဒီတကြိမ်နဲ့တော့မပြီးဘူးနောက်ထပ်လဲဒီလိုပဲထပ်တွေ့ဦးမဲ့နေထိုင်မှုရှိတဲ့သဘောပေါ့ကျွန်တော်မြင်ကတော့အဲအထူးသဖြင့်ပေါ့လေဟုတ်ကဲ့အဲမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါံဆန်းစုကြည်နဲ့တမရော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအွန်လိုင်းတို့ရဲ့တွေ့ဆုံဆွေးနွေးမှုဟာပိုပြီးအရေးကြီးတယ်လို့ကျွန်တော်ကမြင်တယ်အဲ့တော့တမနာနဲ့ဒေါံဆန်းစုကြည်တွေ့ဆုံမှုရောကာကွယ်ရေးဦးစီးချုပ်နဲ့ဒေါံဆန်းစုကြည်တွေ့ဆုံမှုရောဟာဒီတစ်ချိန်နဲ့ပြီးပြတ်လို့မဖြစ်ဘူးလို့ကျွန်တော်ကမြင်တယ် ။နောက်ဆက်ပြီးတော့တွေ့ဆုံနေဖို့လိုအပ်တယ်။နောက်ပြီးတော့အဲ့ဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီးတော့ပြည်သူလူထုကို ပွင့်လင်းမြင်သာမှု ရှိရှိနဲ့သတင်းမီဒီယာတွေကနေတဆင့်အသိပေးဖို့လိုအပ်တယ်လို့မြင်တယ်။ဘာဖြစ်လို့လဲဆိုတော့ပြည်သူလူထုတရက်လုံးဟာဒီတွေ့ဆုံမှုပေါ်မှာမျှော်လင့်ချက်အပြည့်အဝထားပြီးတော့စောင့်စားနေတဲ့အတွက်ကြောင့်မလို့နော်နောက်တစ်ချိန်ဘယ်တော့တွေ့ဆုံမလဲ။ဒီတွေ့ဆုံမှုမှာဘလို့သဘောတူညီကြရရှိခဲ့တယ်ဆိုတာမျိုးကို မီဒီယာနဲ့တစင်ထုတ်ပြန်မှုတော့လိုအပ်တယ်လို့ကျွန်တော်ကသုံးသပ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်နောက်ဆုံးဒီနေ့ညနေရတဲ့သတင်းရတော့ဒါတမန်တော်ကွေဦးစီချုံနဲ့တွေ့တဲ့အခါကျမှကျွန်တော်မီဒီယာတွေသတင်းကြီးခွေပြင်းနေဆိုတဲ့အတန်လေးတွေထွက်ရပါထွက်လာပါတယ်ဆိုတော့အဲ့ဒါတပိုင်းပေါ့နော်နောက်တစ်ခုကအခုဒီဒေါ်ဆန်းစုကြည်ကဒီသူရောက်ရွှေမန်းရောဦးသေးစင်ရောကကွေဦးစီချုံကူရောတိချစီတွေ့ဆိုဖို့တောင်းဆိုပြီးမယ်အခုတမန်တော်နဲ့ကာကာချုပ်နဲ့တွေ့မဲ့ဟာတည့်ရတဲ့ဖြစ်နေတယ်အဲ့လိုအနေထားမျိုးဆိုတော့ဒါက ဒီတွေ့ဆုံပွဲမတိုင်ခင်မှာတမတာဦးသိန်းစီနဲ့ကာကျုပ်ဝုတ်ချုံမူရင်မင်းအွန်လိုင်းနဲ့ကနေဦးချုပ်တွေ့ပြီးသားဖြစ်လို့ဒီရက်ကိုတတ်မှတ်တာမျိုးမဖြစ်နိုင်ဘူးလားအဲကျွန်တော်ကစဉ်းစားမိတာတော့အဲ့ဒီလိုလည်းဖြစ်နိုင်တယ်နောက်တစ်ချက်ကကြတော့ကျွန်တော်တို့ဖွဲ့စည်းပုံခြေခံဥပဒေအရကြည့်ရင်အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီဆိုရှိတယ်အဲ့ဒီအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီမှာတမတာရောကာကွယ်ရေးဦးစည်းချုပ်ကောပြည်တော်စုလွတ်တော်နာရက်ကရောအဖွဲ့ဝင်တွေဖြစ်ပါဝင်ပြီးသားဖြစ်နေတယ်အဲ့ဒီအခါကျတော့လက်ရှိဒေါ်ဆန်းစုကြည်နဲ့တွေ့ဆုံမဲ့ အစီအစဉ်တွေကိုအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီမှာဆုံးဖြတ်ပြီးတော့ဖော်ဆောင်တာလေဖြစ်ကောင်းဖြစ်နိုင်တယ်လို့ကျွန်တော်ကသုံးသပ်တယ်။အဲနောက်တစ်ချက်ကျွန်တော်သတိထားမိတာကလက်ရှိအခင်းအကျင်းမှာပြည်တော်စုလွတ်တော်နာယကသူရဦးရွှေမန်းရဲ့အခမ်းကဏ္ဍဟာလည်းပဲတော်တော်လေးအရေးပါလာတာကိုတွေ့ရတယ်။ဥပမာဒေါ်ဆန်းစုကြည်ကသမရကာကွယ်ရေးဦးစီးချုပ်တို့နဲ့တွေ့ဖို့တောင်းတဲ့အချိန်မှာပြည်တော်စုလွတ်တော်နာယကကအစောဆုံးတွေ့လိုက်တယ်။အဲသူနဲ့ဒေါ်ဆန်းစုကြည်နဲ့တွေ့ပြီးတဲ့နောက်မှာသူဟာလက်ရှိ အာနာယပြည်တော်စုကြံ့ခိုင်ရင်းနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ပူးတွဲဥက္ကဋ္ဌဦးထေးဦးနဲ့တွေ့တယ်။အဲနောက်ပြီးတဲ့အခါမှာကာကွယ်ရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းနဲ့ထပ်ပြီးတော့တွေ့တယ်။အဲဒီအခါကျတော့လက်ရှိအခြေအနေမှာအဲသူရဦးရွှေမန်းဟာတက်မတော်တဲကရောနောက်အာနာယပါတီတဲကရောပုဂ္ဂိုလ်တွေနဲ့တွေ့ဆုံမှုဟာခက်စိတ်စိတ်တွေ့ဆုံမှုတွေရှိနေတာကိုတွေ့ရတယ်။အဲဒီတစ်ချိန်ထဲမှာပဲဒေါအောင်ဆန်းစုကြည်နဲ့လည်းပဲ၅ချိန်တောင်တွေ့ဆုံပြီးပြီဆိုတော့လက်ရှိအခြေအနေမှာ အဲကျွန်တော်အမြင်အားဖြင့်တော့ကျွန်တော်ကဒီဒီဇင်ဘာလ2ရက်နေ့တွဲဆုံဆွေးနွေးမှုတွေဟာပြည်သူလူထုမျှော်လင့်ဆောင်စားနေတဲ့မြန်မာပြည်ဒီမိုကရေစီအပြောင်းလဲအတွက်အာမခံချက်ရှိတဲ့ကောင်းမွန်တဲ့ခြေလှမ်းတွေကိုအစပြုနိုင်တဲ့တွဲဆုံမှုဖြစ်ကောင်းဖြစ်လာနိုင်တယ်လို့တော့သုံးသပ်ပါတယ်။အဲဆိုရတာကကုနာဆရာပြောတဲ့အတိုင်းမှာကျွန်တော်ဒီကလုံမာဒါကလုံမာဆိုရင်ဒါသမဒရောဒီတမလကကိုဥစည်းချော်ရောပြည်သူစုလှုပ်ထွန်းတဲ့ကပါပါတာပဲလေ။ဒါပေမဲ့ကုနာပြောကလုံမာတွေ့ပြီးမှအဲ့လိုမျိုးပြောမှဆိုရင် ပြောအရှင်မအကလုံးမတက်ပဲနဲ့ခုလိုတိချတွေးတဲ့သဘောဖြစ်မနေဘူးလားအဲဒါပေမဲ့ကျွန်တော်အမြင်ကတော့သူရဦးရွှေမန်းဟာလည်းပဲနော်အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီမှာအဖွဲ့ဝင်တူဖြစ်တဲ့အတွက်ကြောင့်မလို့အဲကာလုံရဲ့အစီအစဉ်အတိုင်းပဲဆောင်ရွက်နေတယ်လို့ကျွန်တော်ကတော့ရေဘူးကြီးသုံးသပ်လို့တယ်ဟုတ်ကဲ့ပါအော်အခုတော့ပေါ့နော်ဒီဒီတမရဥဒင်းစီနဲ့တွေ့မယ်ကာကြုံနဲ့တွေ့မယ်ဆိုတော့ပိုင်းမှာကျွန်တော်တို့သုံးတန်းတာတော့နှစ်ပိုင်းရှိတာပေါ့နော်ဒါတမရနဲ့တွေ့မယ်ဟာတော့ဒါအာနာလွှဲပြိုင်း နဲ့ဒီမိသားပြန်လည်ရစီရောင်းပေးမဲ့သဘောလို့တော့တွေ့ရပါတယ်တဆုရဲ့စာမှာလည်းပါတာပေါ့နော်ဒါပေမဲ့ကာကျွန်းနဲ့တွေ့မဲ့အပိုင်းမှာတော့ဒီထက်ပိုပြီးနဲ့နေမယ်လို့ထင်ပါတယ်ဘာဖြစ်လဲဆိုတော့ဒီ Facebook ပြည်စင်ရေးကိစ္စတော့နော်ဒါဟိုအရင်ဆိုရဆိုရင်ဒါဒါ USDB ရဲ့လွှတ်တော် USDB ဆိုရဒါတတ်မတော်ဖြစ်နေလို့ဒါကတော့တိုက်တော့ပြဿနာမရှိဘူးဒါပေမဲ့အခုကြတော့ NLD ဆိုရ NLD လွှတ်တော်တတ်မတော်ဆိုတော့ဒါတမျိုးဖြစ်တယ်ပေါ့နော်အဲ့ဒီနေထား မြူဖြစ်နေတဲ့အတွက်အခုမနေ့မှဆွေးနွေးမယ်တမဒဥသိန်းစိန်ရဲ့ဒေါ်စုဆွေးနွေးပွဲမှာတပိုင်းပေါ့နော်အဲ့ဒီမှာဘယ်လိုရလာမျိုးထွက်လာမှန်းလဲလို့အဲကျွန်တော်အမြင်ကတော့ဘောဆန်းစုချီအနေနဲ့ဟုတ်ကဲ့သူစာထဲမှာလည်းပါတယ်ပေါ့လေဒီ2015ရွေးကောက်ပွဲမှာမေးပေးပိုင်ခွင့်ရှိသူတိုင်းသားပြည်သူလူထုအများစုရဲ့ဆန္ဒသဘောထားကိုအကောင့်ထည့်ဖို့ဖို့တနည်းအားဖြင့်တော့အဲ့ဒီရွေးကောက်ပွဲရလနဲ့အညီတော့လွှတ်တော်တွေဖွဲ့စည်းဖို့အစိုးရတွေဖွဲ့စည်းဖို့ဆိုတဲ့အသေးစိတ်အစီအစဉ်ကို ကျွန်တော်အမြင်အားဖြင့်တော့ဟိုတမရဥသိမ့်စိန်နဲ့ညှိနှိုင်းဆွေးနွေးပြီးတော့ပေါ်ဆောင်ရမယ်လို့ကျွန်တော်မြင်ပါတယ်ဆိုတော့အာနာလွှဲပြောင်းရေးချုံမွေးဥတွက်ပါအဲအဲ့ဒီအပိုင်းဟာပို့ပြီးအဓိကကျတယ်လို့မြင်တယ်ဟုတ်ကဲ့နောက်တမရကာကွယ်ရေးဥစည်းချုပ်ဘုံမူကြီးမင်းအွန်လိုင်းနဲ့ဆွေးနွေးတဲ့နေရာမှာတော့အဲဖွဲ့စည်းပုံအခြေခံဥပဒေအကျတဲနဲ့နောက်ပြည်တွင်းငြိမ်းချမ်းရေးအကျတဲပေါ့ဟိုမှာဖွဲ့စည်းပုံအခြေခံဥပဒေအကျတဲဆိုတဲ့နေရာမှာအဲလက်ရှိအခြေအနေမှာကျွန်တော်တို့ကလက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကိုဖော်ဆောင်နိုင်တဲ့ဖွဲ့စည်းပုံအခြေခံမှုတွေမဟုတ်ဘူးဖြစ်နေ။အဲ့ဒီအခါကျတော့ဒီဖွဲ့စည်းပုံအခြေခံမှုတွေကိုကျွန်တော်တို့ကတနည်းမို့တနည်းဟုတ်လားပြင်ဆင်အတည်ပြုနိုင်မှသာလျှင်နော်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုဖော်ဆောင်နိုင်မယ်။အဲ့ဒီလိုဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုဥတည်နိုင်မှသာလျှင်ကျွန်တော်တို့ဟိုဘက်မှာပြည်တွင်းညီညွတ်ရေးအတွက်တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ဆွေးနွေးနေတဲ့ ဟိုအကြောင်းအရာတွေဟာပို့ပြီးတော့အတိတ်ပဲရှိမယ်ပို့ပြီးတော့အနှစ်သာရရှိမယ်ပို့ပြီးတော့ဩစာကြီးမားလာမယ်လို့မြင်တယ်အဲ့ဒီအခါကျတော့ဒေါအောင်ဆန်းစုကြည်ဟာတမတော်ကာကွယ်ဦးစီးချုပ်နဲ့တွဲဆုံတဲ့အချိန်မှာဒီဖွဲ့စည်းပုံခြေခံဥပဒေအချက်တဲကိုကျော်လွှားနိုင်မယ်နီလန်းနေနောက်ပြီးတော့လက်ရှိကြုံတွေ့နေရတဲ့ကျွန်တော်တို့ပြည်တွင်းစစ် ပြည်တွင်းညဉ့်ဉန်းရေးအပြစ်ခတ်ရစဲရေးပြဿနာတွေကိုနော်ညှိညှိနိုင်နိုင်တိုင်တိုင်ပင်ပင်နဲ့ပြည်သူလူထုကိုအကျိုးပြုမဲ့ဘက်ကနေကျော်လွှားနိုင်မဲ့အစီအစဉ်တွေကိုအဓိကထားပြီး ဆွေးနွေးလာနိုင်မယ်လို့ကျွန်တော်ကမျှော်လင့်တယ်ဟုတ်ကဲ့ပြီးခဲ့တဲ့ဒီတပတ်ကလုတ်သွားတဲ့ဝါရှင်တန်ပို့နဲ့ကာဂျူးနဲ့အင်တာဗျူးမှာပေါ့နော်ကာဂျူးကတော့ပြောပါတယ်ဒါ Facebook ပြင်ဆင်ရေးရတာလွှတ်တော်ထဲပဲလုပ်ရအောင်ပဲဆိုပြီးတော့သူပြောတာကျွန်တော်သတိထားမိလိုက်ပါတယ်နောက်တစ်ခုကပြီးခဲ့တဲ့တက်တာမှာဒီလွှတ်တော်တုန်းကပေါ့နော် Facebook ပြင်ဆင်ရေးနဲ့လုတ်ကြတယ်လုတ်ကြကြင်တဲ့အခါအများကြီးတဲ့အချိန်ပဲအကုန်လုံးဘာမှလုပ်လို့မရအောင်အဲ့ဆိုတော့ ဟိုအခုဒီ NLD ကလည်းသူနိုင်သွားတယ်နိုင်သွားတဲ့နာနေချင်းပဲအခုလို Facebook ပြင်ဆင်ရေးနဲ့ပတ်သက်ပြီးအရှိတ်တင်ပြီးတော့ပြောမှဆိုရင်တန်းတဲ့ NLD နဲ့ဆက်ဆံရေးရတမျိုးတစ်ပုံမဖြစ်သွားနိုင်ဘူးလားကျွန်တော်သုံးသက်ချက်အရလွန်ခဲ့တဲ့လွတ်တော်တက်တန်းအတွဲမှာလည်းတမတော်ကာကွယ်ရေးစီချုပ်ဗိုလ်ချုပ်မင်းမင်းအောင်လိုင်းကဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ဖို့လိုအပ်တယ်ဆိုတော့သဘောတူပြီးဖြစ်တယ်လို့ကျွန်တော်ကနားလေအဲ့ဒီအခါကျတော့လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရလွတ်တော်ရဲ့ဖွဲ့စည်းပုံအရကြည့်မယ်ဆိုရင် တမရော်သားလှွတ်တော်ကိုစလေတွေရဲ့ထောက်ခံမှုမပါရင်ကျွန်တော်တို့လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေရဲ့တာမန်ပုံမှလေးတစ်ခုတောင်ပြင်ဖို့ကမလွယ်တဲ့အနေအထားမျိုးဖြစ်နေတယ်။အဲ့ဒီအခါကျတော့ခုနပြောလို့ဒီဖွဲ့စည်းပုံအခြေခံဥပဒေအချက်တဲကိုကျွန်တော်တို့မကြော်လွှားရင်လေကျွန်တော်တို့တိုင်းပြည်ရဲ့ဒီမိုကရေစီအပြောင်းလဲရလမ်းကြောင်းမှန်ပေါ်ရောက်ပြီလို့ပြောဖို့ခက်တဲ့အနေအထားမျိုးရှိတယ်။အဲ့ဒီအခါကျတော့ဒေါန်ဆန်းစုကြည်အနေနဲ့နော်2012ရွေးကောက်ပွဲဂျာမန်ရွေးကောက်ပွဲဝင်တဲ့အချိန်တုန်းကလေဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုတဲ့ဥတီချက်တစ်ခုကို ဖော်ဆောင်မှုလိုအပ်နေစေအနေထားမှာကျွန်တော်အမြင်ကတော့မဖြစ်မနေဒေါံဆန်းစုကြည်အနေနဲ့တမတော်ကာကွယ်ဦးစီးချုပ်နဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စကိုဆွေးနွေးမယ်လို့ကျွန်တော်ကမြင်တယ်ဒါပေမဲ့အဲ့လိုဆွေးနွေးတာဟာကျွန်တော်အမြင်အားဖြင့်တော့ဒေါံဆန်းစုကြည်ကတမတော်နဲ့ဟိုထိတ်တက်ရင်ဆိုင်လို့တဲ့သဘောမဟုတ်ဘူးလို့ကျွန်တော်ကနားလေတယ်နောက်ပြီးတော့တမတော်ဘက်ကလည်းဒီကိစ္စဟာတိုင်းပြည်ရဲ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာမဖြစ်မနေဖော်ဆောင်ရမယ်မဖြစ်မနေလုပ်ရမယ်အလုပ်တစ်ခုလို့ နားလေပြီးသားဖြစ်နိုင်မယ်လို့ကျွန်တော်ကယုံကြည်ပါတယ်ဟုတ်ကဲ့အခုဟိုဒါ analyze လည်းနိုင်သွားပြီဆိုရလည်းမလွှဲရသေးဘူးလက်ရှိမှာလည်းကျွန်တော်တို့ဒီ NC စာချုပ်လည်းနဲ့ပတ်သက်ပြီးတော့ဆက်သွားနေတယ်အဲ့တော့နောက်တက်လာမယ့် analyze ဆိုရအနေနဲ့ပေါ့နော်ဒီမနေ့ဖန်ဗိုလ်ချုပ်မူကြီးမင်းအောင်လည်းဆွေးနွေးတဲ့အချိန်မှာဒါပြည်တွင်းငြိမ်းချမ်းရေးကိစ္စကပါနိုင်တယ်လို့ကျွန်တော်တို့ယူဆထားကြပါတယ်ဆိုတော့ဟိုတကယ်ကပြည်တွင်းငြိမ်းချမ်းရေးကိစ္စမှာတက်ကသဘောဆန္ဒကအဓိကကျတယ်လို့လည်းဖြစ်နေတယ်လေ အဲ့တော့မနေ့ကဆွေးနွေးတဲ့ခါကျရင်ဒါပြည်တွင်းငြိမ်းချမ်းရေးကိစ္စနဲ့ပတ်သက်ပြီးဘယ်လိုအပြည့်မျိုးထွက်လာနိုင်မလို့တရားရုံးမြို့သိမြန်မာအဲဒေါ်ဆန်းစုကြည်ကလွန်ခဲ့တဲ့ဂျပန်ကပြောထားတယ်အဲကျွန်တော်တို့နောက်လွတ်တော်နဲ့နောက်ဆိုးရတက်တန်းမှာအဲပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပြစ်ခတ်ရစေးလုပ်ငန်းစဉ်ကိုသူကိုယ်တိုင်ဥဆောင်မယ်လို့ပြောထားအဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်အများအဖြစ်တော့ဒေါ်ဆန်းစုကြည်ကတက်မတော်ကာကွယ်ဦးစီးချုပ်နဲ့တွေ့ဆုံတဲ့အချိန်မှာနော်ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးအပြစ်ခတ်ရစေးနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ နော်စဉ်းစားချက်တွေနောက်သူ့ရဲ့ညှော်လင့်ချက်တွေနောက်ပြီးတော့သူ့ပါတီရဲ့စီမံချက်တွေကိုချပြဆွေးနွေးလာနိုင်တယ်လို့မြင်တယ်အဲအဓိကအဖြစ်တော့နှောင်းတတန်းမှာအာဏာရလာမဲ့ပါတီနဲ့တမတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ဟာပြည်တွင်းငြိမ်းချမ်းရေးကိစ္စမှာရောဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စမှာရောအဲ့တုံဖာမောက်ပေါ့လေနော်ဟိုပဝါမကူရေမရှူစတဲ့ ဆွေးနွေးနိုင်မှသာလျှင်ကျွန်တော်တို့တိုင်းပြည်ရဲ့အနာဂတ်ဒီမိုကရေစီအပြောင်းလဲအတွက်အာမခံချက် ရှိနိုင်မယ်လို့မြင်နေ။နောက်ကျွန်တော်တို့ပြည်သူလူထုဟာလည်းပဲလက်ရှိမြင့်နေတဲ့စင်ရဲတွင်ကြီးတွေကနေရုံးထွက်နိုင်ဖို့ညှို့လင့်ချက်ရောင်ကြီးတွေကိုရလာမယ်လို့ကျွန်တော်ကမြင်ပါတယ်။ဟုတ်ပါတယ်ဆရာအများကြီးစုတင်ပါလေ။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျာ။ဒီကော